ီကနေ့မေလ26ရက်နေ့အထိဆိုရင်စကိုင်းငလင်လှုပ်ခတ်ခဲ့တာနှစ်လကျော်လာပါပြီငလင်အပါဝင်တဘာဝဘေးသတင်းတွေနဲ့ပတ်သက်လို့ဘာတွေထူးခြားတာရှိနေပါသလဲစစ်ကောင်စီတရရဲ့လေကြောင်းပြစ်ခတ်မှုတွေကရောဘလို့အခြေအနေရှိနေပါသလဲဒါတွေနဲ့ပတ်သက်လို့သတင်းရယူတင်ဆက်ပေးနေတဲ့ကိုစိုးသူအောင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ရှင်ဟုတ်ကဲ့အကိုမင်္ဂလာပါရှင်ဒီကနေ့မေလ26ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့ဒီငလင်းနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်။အာဟုတ်ကဲ့ပါ။ ်ငလင်လောက်တာကဒီကနေ့မေလ26ရက်ည7:00နာရီတိဆိုရင်59ရက်ကျော် နိုင်အနေနဲ့ဆိုရင်1420နာရီဖြစ်ပါတယ်ဗျအနောက်ဆက်သွဲငလင်တွေလည်းဆက်ပြီးရှိနေပါတယ်ပြီးတော့မိုးလဲဆောက်ဝင်ပြီးဖြစ်တာကြောင့်မိုးထီပြီးတော့အဆောက်အုံတချို့ပြိုကျတဲ့သတင်းတွေကိုလည်းကြားလာရပါတယ်အကဘာပိုင်ရဲ့ထုတ်ပြန်ချက်တွေအရဆိုရင် အခုလုတ်သွားတဲ့ဒီပြင်ရ9.3%အဆင့်ရှိတဲ့သကိုင်းငလင်ကြောင့်မြန်မာနိုင်ငံမှာအမေရိကန်ဒေါ်လာ17ဘီလီယံနီးပါးလောက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဒီပမာဏက2024-25ခုနှစ်မြန်မာ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။ပျက်စီးဆုံးရှုံးမှုတွေကို ပြန်ပြီးကြည့်မယ်ဆိုရင်နေအိမ်အဆောက်အဦပျက်စီးမှုက အမေရိကန်ဒေါ်လာဒီ၄.၉ဘီလီယံနဲ့အများဆုံးဖြစ်ခဲ့ပြီးတော့ ဆုံးရှုံးမှုတန်ဖိုးရဲ45ရာခိုင်နှုန်းရှိတယ်လို့ဆိုထားပါတယ်။အပျက်စီးဆုံးရှုံးမှုဒဏ်ကိုမန္တလေးတိုင်းကတော့အများဆုံးခံစားခဲ့ရတာဖြစ်ပါတယ်ဗျ။အအခုလို့နှစ်လကျော်လာတဲ့အချိန်ဒီတချို့နေရာတွေမှာပြန်လည်ထူထောင်ရေးတွေအတွက်အာယူနေရာတုံးလည်းဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါရှင်ဒီစစ်ကောင်စီရဲ့ဒီလေချောင်းနဲ့တိုက်ပွဲအခြေအနေတွေကိုလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါအော်ငလင်လောက်တာဒီနှစ်လဝင်းကျင်မှာတော့ဒီတိုက်ပွဲနဲ့လေချောင်းတိုက်ခိုက်မှုသတင်းတွေကပို့ပြီးတော့များလာပါတယ် ငလင်လုတ်ခဲ့တဲ့မတ်လ28ရက်ကနေဒီကနေ့မေလ26ရက်နေ့ထိဆိုရင်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုက986ကြိမ်အထိပြုလုပ်ခဲ့တာတွေ့ရပါတယ်ဗျ။အဲအဲ့ဒီပမာဏထဲမှာဒီအကြိမ်650ကတော့ဒီအပြည့်ရကြောင်းကျင်ညာတဲ့ကာလအထဲမှာ ပြုလုပ်ခဲ့တာပါ။ဒါကြောင့်ပဲကလင်းငယ်တွေပြီးတော့ပြည်သူတွေနဲ့တော်လိုင်းတစ်ဖက်ဝင်942ယောက်ထပ်မံနေတိုက်ဆုံးရပြီးတော့လူပေါင်း1100ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒီစင်းတွေက DVB ကလက်လန်းမိတလို့ပြည့်စုံထားတာဖြစ်လို့မြေပြင်မှာဒီထက်ပိုပြီးတော့အရေးအတွက်တွေပိုနေနိုင်ပါတယ်။အာအာဆီယံအလဲကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဒီမလေးရှားနိုင်ငံရဲ့နိုင်ငံကြိုင်းဝန်ကြီးကလည်းအပြစ်ခတ်ရစဲတတန်တူပိုပြီးတော့ရေရှည်ငင်းချမ်းရေးအတွက်ဆောင်ရွက်ဖို့တက်ဆိုင်သူတွေအားလုံးကိုတိုက်တွန်းတယ်လို့မနေ့ကပြောပါတယ်။ဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေတိုင်းတိုးလာနေတယ်လို့ပဲပြီးတော့ဖားကန့်မိုးပြဲဘတ်တွေမှာလည်းစစ်တပ်ကထိုးစစ်တွေကိုဇက်တိုက်လုပ်နေပါတယ်။ဒီလိုမျိုးလေကြောင်းတွေထိုးစစ်တွေကြောင့် မြေပြင်ကအကြောင်းတွေအလုံးကိုပိတ်ဖို့အတွက် NUG ကတော့ညွှန်ကြားလာရတဲ့အထိပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီစစ်တပ်ဘက်ကတော့ထုံးစံအတိုင်းပဲပေါ့။ဒီစစ်မှုထမ်းတွေကိုရရနေနေစုနေပါတယ်ပြီးတော့ရွေးကောက်ပွဲလုပ်ဖို့ပဲစိုင်းပြင်းနေတာကိုတွေ့ရပါတယ်ဗျ။ဟုတ်ကဲ့ပါရှင်။အခုလိုဖြေကြားပေးတဲ့အတွက်ကိုစိုးတူအောင်ကျေးဇူးတင်ပါတယ်ရှင်။ငလေးပါဝင်တဘာဝပေးသတင်းတွေနဲ့တခြားထူးခြားသတင်းတွေနဲ့ပတ်သက်လို့မေးမြန်းခဲ့တာဖြစ်ပါတယ်။ဆက်ပြီးသတင်းတွေကိုတင်ဆက်ပေးအောင်ပါရှင်။